မင်္ဂလာပါခင်ဗျာစရငယ်ပါခင်ဗျာစရရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆူတောင်းပေးလိုက်ပါတယ်ဇာအမြဲတမ်းပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျတို့ဘာလို့လို့နဲ့အချိန်ဒီတလားပြီးတလားပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့7လပိုင်းကိုရောက်ရှိလာပြီဒီ2025 7လပိုင်းတော့မပြောခင် စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနှစ်ရောင်25ဆယ်လို့ဟိုဇန်နဝါရီလစပြီးတော့အခုဆယ်လပိုင်းအထိကိုပြီးခဲ့တဲ့ဆယ်လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသို့မဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအသိအသင့်ပဲလားဆိုတာဆရာကိုမှတ်မိကြပါအောင်ဆရာ comment တွေဖတ်ပါအောင်မယ်အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17ပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့ တစားမုန်းလာပြီးနေမှာတော့ရွှင်ကျော်အိစာတရားမိတ်ကြီးစီခိုင်းတော်ဝင်စေးပေါက်ပွဲလဲရှိတယ်လို့မိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ဘုံကြီး၅ပါးဟုတ်လားဟိုစွန်းနဲ့ဗာနဲ့ကတ်ပြီးတော့ခါကြတော့နေ့လယ်နှစ်နာရီအထိကိုအလူငွေထည့်ဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လန့်မြန်မြွေကျွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးကြပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲ အနုမောဒရာဝမ်းမြောက်သာလို့ခေါ်ယူနေအလှချင်းဖြစ်ပါစေလို့လည်းဆရာကထပ်လောင်းမြတ်တာပို့ဝင်နေကဲဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်12လ17လပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါမယ်စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုံရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါ တခုခုမလို့ရသေးဘူးအပြည့်သဘောဆောင်နေတာမျိုးကိုကိုကိုငါကဒါကြီးကိုဆုံးချုံသွားရင်ဘယ်လိုဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတော့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ကောဆိုတဲ့နဂရစ်စံတွေများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နည်းနည်းဒီအရာလေးကိုဒါကြီးကိုဆုံးချုံသွားရင်ဟောဒါကြီးမရှိတော့ရင်ဟောဒီလိုရီမန်းချက်ကြီးပြတ်ပြဲသွားရင်ဟောဒါကြီးကုန်ဆုံးသွားရင်ဟောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့တိုးတက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့တခါလ ေးမှာလူစိတ်ဆိုတာစွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံမြန်းများတွေးခေါ်ဖို့ဆရာကကြားပြအကြံပြုလိုပါတယ်။ဒါပြင်2025ခုနှစ်17လပိုင်းတွင်မှာစနေသားမိတ်ဆွေတို့ရဲ့အလုပ်ကအလုပ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ် သို့သောလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများရှေ့သူဆောင်ရွက်လှုပ်ဆောင်မှနေရာတိုင်းချင်းနဲ့ပတ်သက်ပြီးယာရုနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံရနိုင်သလိုမိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းအချွေတွေတွေလည်းကြုံရနိုင်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးဖြေတာမျိုးယာရုတိုးပြောဆိုတာမျိုးတွေတွေမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှေ့တို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရဆိုရင်အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတောက်ကဆဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတောက်ကဆလေးဖြစ်တတ်တဲ့အတွက်တော့သတိထားစဉ်းကျင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနေသားသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကြောနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်1 byte C နဲ့ပတ်သက်တော့ရလေးတွေလေချောင်းနဲ့ပတ်သက်တော့ရလေးတွေငကူကအချိန်ခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများဟုတ်ဒါလေးတွေဖြစ်တတ်ပေမဲ့လို့စူးစူးဝွားဝါးကြီးတော့ဘာမှမရှိတော့ပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်စနစ်သားသမီးမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲရေရှုမမားစီတို့အဲဆွနာလို့ပေါ့ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကိုင်ပြီးထိတွေ့တဲ့အခါမှာတော့တတိထားစင်ကြင်ရလိုအပ်ချောင်းနဲ့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပဲစနေသားသမီးမိတ်ဆွေတွေဒီလာတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါရစေ။ဒီလာတာတော်တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးသင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့တဦးတည်းတယောက်တည်းလှုပ်ချင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ် အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေခြေတို့ဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင်ညီအစ်ကိုမောင်နှမတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်သောကာလဖြစ်ပြီးတော့ လူငယ်တွေအရှင်ကြီးနဲ့ပတ်သက်လာရင်ရှစ်သူသမီးကြီးစားရဲ့အကူအညီအထောက်ပံ့မျိုးတွေရရှိတတ်တယ်လို့ငကူကအဆက်အသွယ်ပြန်နေတော့မိတ်ဆွေများညီအစ်ကိုမတော်မအပေါင်းအသင်းနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးတယ်လို့မိတ်သစ်ဆွေသက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအကူအညီရရှိစီမှာအသေးချာပဲဖြစ်တယ်။ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးအခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိပ်ရှင်း လုံခြုံချင်းထက်မိမိရဲ့အတွေးခေါ်အကြံစီတွေကိုရှပြခြင်းတွေဟာချစ်တူပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ငွေကြေးဟာဝင်လာတက်တဲ့ကာလဖြစ်တယ်တို့အပြင်ငွေကြေးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လည်တောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်ဒီလက်ထာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီဒီလက်ထာတော့တွင်မှာမိတ်ဆွေတို့သောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပြရစီဒီလက်ထာတော့တွင်မှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားကသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်တို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စပစ်စီစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊စက်တူလုပ်ငန်းတွေ၊အစုရှယ်ယာလုပ်ငန်းတွေနဲ့ပတ်သက်တာတွေ၊စံစီစီစားစားတော့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာလို့နော်ဟိုဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တူဆောင်ရလှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သေးဆွေတစ်တွေရဲ့အကူအညီကိုရရှိတက်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော့လာဖြစ်ပါတယ်။အထယ်လေးလုပ်ငန်း TT ဖနက် online social media နဲ့ပတ်သက်တော့လုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမန်ကိစ္စစာရွက်စာရွက်နဲ့ပတ်သက်တော့ကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တော့လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။စာချုပ်အစ် အဆက်အသွယ်သစ်တွေရရှိတတ်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တူလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ဓာတ်ဆီးတို့ဒီဇယ်ဆီးတို့လောင်စာဆီးတို့ဒေါ်လာတို့အဆရှိသောအရာလေးတွေလက်စစ်ပစ္စည်းတို့ နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေချိတူဆိုင်ရလှုပ်ဆောင်ပြီးတော့ OA Champion ငဘောကဆောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OA Champion အစ်စ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြံ့ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းချိတူဆိုင်ရလှုပ်ဆောင်ရင်အားသာတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ဖူးစာဘတ်ဘော်ရာမျိုးတွေချစ်သူသမီးစာရရှိတတ်တော်လာဖြစ်တဲ့အတွက်မေတ္တာရေးစမ်းဟာအရှိန်မေတ္တာရေးနဲ့ပတ်သက်လာရင် မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုလို့ရှိရင် ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံရဲ့အားသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမိကြီးများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ် အိမ်လူကြီးကိစ္စငကောကနားလည်မှုလွဲနေတော့ကိစ္စလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားသာတိုးတက်ပြီးတော့ကောင်းမွန်နိုင်တော့ကာလဖြစ်ပြီးတဲ့အခါဒီလခါတော့ဒီမှာဆိုရင် လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်လုပ်ငန်းတူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီငကောကသာသမီ အိမ်တော်ရင်းနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမလောင်ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်တို့ရင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတဲ့တဲ့မမှန်နဲ့ အဲဟိုစွန့်လာလို့ပေါ့နှုတ်တရားစတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျတို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဒီလာတာတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူးအဲထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စ အလုတ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုတ်တူလုပ်ငန်းတူအပေါင်းသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့အဲ့ဒီအကြံအစီတွေဟာအကြောင်းညာမျိုးစုံနဲ့စနောက်စနေအနှောက်အယှက်ဖြစ်တတ်တော့လားဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေဒီလတာတော့ဒီမှာမိတ်ဆွေတို့အော်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံလေးတွေရရှိတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ အဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းညီညာညီလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်နီတော်မိတ်ဆွေများပေါ်မှာမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လေအဲအိမ်တော်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတယောက်နဲ့တယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလေမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ခြင်းပဲနဲ့ရှစ်တူဆောင်ရ ကလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်သောလှဖြစ်ပြီးတော့ပြဿနာတွေတရားတော်ကြီးယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးရလိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ OH ချမီနေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရက်တွေစုံအတက်ပညာတွေပြူစားတိုက်ခိုက်တက်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာလို့မဆိုတီလာတာတော်တွေမှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင်းတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ထဲမှာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့ရှိရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှလွာပေါင်းမှတရက်ဆိုတဲ့အတိုင်းပဲဟုတ်လားသမီးကြီးစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေဟာကန်တရားရဲ့အထောက်အကူကိုများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်ရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ ရတနာဘူးစိုက်ကိန်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ပဲနဲ့အကြီးကြီးချိန်ကျက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဖြစ်နိုင်ရင်ယာရုလုပ်ငန်းတိုးဖို့မိတ်ဆွေများနေရာတိုင်းဟင်းနဲ့ပတ်သက်ပြီးတော့လုံဆောင်လို့တဲ့မိတ်ဆွေများမတိကြမရရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထက်ညံ့သွားဆိုင်နိုင်စရာဘာမှမရှိပဲနဲ့မကြခင်တဖြည်းဖြည်းအစိုးညံနေပြပြောက်သွားမှအသေးစားပဲဖြစ်တယ် ရွှေပြောက်တာမျိုးလေးတွေအထာမာတာမျိုးတွေတကိုးကိုးခံရတာမျိုးတွေဂျုံရတတ်တယ်လို့ဆက်ပစ္စည်းရင်တကိုးကိုးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ တိထားစီရင်ပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပျောက်တာမျိုးလေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဒီလက်ကတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတနင်္လာသသမီးတွေနဲ့တွဲဖက်လို့ရမိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုလို့ရှိရင်အဲဘာဟုမဆိုအကျိုးပေးသောအရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်တီယာအရက်ကတော့အနောက်တောင်တောက်အရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင် မိုးပြာရောင်ခဲရောင်အစိမ်းရောင်တွေများများပါတော့အရောင်တွေကိုဝစ်စင်သွားခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်အဆက်ဆက်ရရာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍ၃ကဏ္ဍ၇ကဏ္ဍတွေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ဂျာဇာဖိသာသမီးတင်းလာသာသမီးနဲ့တွဲဖက်လုပ်တဲ့အခါကံရဲ့အထောက်အပံ့ကိုများစွာရရှိတတ်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကို တရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုတတိထားပြမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့တတိပြပါလပြီကျော်မှပြမူဆောင်ရွက်တာမျိုးတို့လကုန်ကန်ဒီ၄ရက်ကိုတော့တတိထားစင်ကျင်ပြရန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာတတိပြစင်ကျင်ရန်လိုအပ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါစေဒီလိုက်တာတော့အတွင်းမှာတတိထားစင်ကျင်ရမယ်နေသားအနေနဲ့ဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လောက်တာမျိုးတောက်ကြဏီသားတွေနဲ့ဆက်တူလောက်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ကံရဲ့အထင်းကိုအကျံကြလေးတွေ ကြုံတက်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပြရစီအဆက်ဆက်ရရာသတိထားစင်နေရမှာတော့လူတို့ညာညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့เนาะဟိုချွင်းရနေနဲ့မိသားစုဝင်နေတဲ့မှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့ဒီကြတဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ်ဟိုမိတ်ဆွေတို့အနေနဲ့ဟို စီဝါရရုပ်ပြရအခက်အခဲအကြက်တဲတွေဂျုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့ချွေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်တွင်ကအိုးအဆုပ်အိုးအပဲ့လေးတလုံးကိုဟုတ်လားလက်ပြန်ပစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါတယ်ချွေရတော့ဆရာစီလာပြစ်လို့ရအောင်နော်ဆိုကောင်းပြီအဆက်ဆက်ရဲ့အရာအဋိဋ္ဌံပြုလို့တဲ့စနီသားသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတနည်းကိုစနှစ်ခေါက်နှုံးတယ်နော် မေတ္တာသူကိုတနေ့ကို12ခေါက်ရွပါဒါပြီးတော့12ရက်အတိတ်ဒီအထိတ်ထံပြပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစီမှာအသေးချာပဲဖြစ်တယ်မိစေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာကောင်းပြီးတဲ့ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်တွက်အဝယ်တွက်သွားမှာအသေးချာပဲဖြစ်တယ်ဒါအပြင်မိစေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုပ်တတ်သွားတာမျိုးတောက်ခောက်သွားတာမျိုးမီတွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီ အစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အဲဆနလိုပေါ့သွားတာမျိုးသူ့မဟုတ်လို့ရှိရင်လဲလေရှင်သွားတာမျိုးတောက်ခေါက်သွားတာမျိုးစုပ်သက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်လတာလုံးမှာအစင်ပြေစီရန်ရေရရာမပြောမီဇန်နနာမှာပြည်တယ်မေးချင်ရင်ခွန်ကို၃ညာ၂ကို၃ညာ၄တက်လျှောက်790290410 WhatsApp Telegram မှာဖြစ်စီ Viber number 963505052မှာဖြစ်စီဆက်သွယ်မိ мян နိုင်ကြောင်းနဲ့ ဆရာမိတ်ဆွေတို့ဆရာကအကြီးအခုဆရာကခေါ်စတန်းရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်အကြီးသွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သို့သော်ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြည့်ရတာအစင်မပြေရင်စကလုံးကြီးလွှဲချော်သွားရင်လေဆရာငယ်ရဲ့ရုပ်ချောတဲ့အပြစ်စလို့အပြစ်မြင်ရင်နဲ့မိတ်ဆွေတို့ဒီတလတာလုံးဆက်ဆက်ရရအစင်မီစီပြီးတော့ငွေကြီးကန်အားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရာနော်ကျွေးပကံများတစ်ချက်ထဲမှာ ကျွေးပကံမြတ်တစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံတောက်ရည်ကတစ်ခွက်ထက်အလဲမဆင်းမိထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအစဉ်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံမြတ်တစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံအလဲကတောက်ရည်တစ်ခွက်ထားအလဲမဆင်းမိထွင်းပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တဲ့တွေပြည်လေသွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြိုင်အလုတ်ပြိုင်နေတဲ့အတိုက်ခိုက်နေတဲ့ကြုံလာရတဲ့အခါမိတ်ဆွေတို့နေနေဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ခွက်ထဲမှာဂိုင်းပါတဲ့ဖန်ခွက်ထဲမှာခရင်ခွာလေးတစ်ခုလိုအပ်ပါတယ် ခရင်ကွာလေးတခုထမင်းစားတဲ့ခရင်ကွာလေးတခုလိုရတယ်ခရင်ကွာလေးတခုကိုဆရာတို့ကဒီလိုခရင်ကွာကြလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတခုကိုဒီတက်ပုံလေး password ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ့ဒီခရင်ကွာလေးတခုကိုထောင်ပြီးတော့စိုက်ထားပါတက်ပုံလေးကိုထောင်ပြီးစိုက်ထားပြီးနိုင်ရန်တနေရရာတောင်းနေရမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတွေပြီးပြောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံး2025စက်တလပိုင်းအတွင်းမှာ တက်နေတကူလက်ဝီဖြူလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြဗာစီကြောင်းဆရာကမေတ္တာပို့စုတောင်းထောပနာပြုရင်နဲ့နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခွင့်ရယေရှုပြန်ပါတယ်ဇာငဲမိတ်ဆွေအားလုံးအစဉ်ပြေအောင်မြင်ကြပါစေဆရာ နောက်တစ်ပတ်တောင်ကြီးကခေါ်ကမှာဖြီးပါမယ်လို့ဆရာပြောရင်းနဲ့ကဲအားလုံးပဲဆရာလို့အစဉ်ပြေရုပ်ချောကြ